ဒူဘိုင်းမှာအမေထမင်းဝိုင်းလေးလိုမျိုးနှွေးထွေးစေတဲ့နေရာလေးကိုဖန်တီးပေးတဲ့ဆိုင်လေးတစ်ခုရှိနေပါပြီ။ဒေရာစီတီစန္နာနာမှာရှိတဲ့ရွှေညာမြေဆိုတဲ့မြန်မာစားတောက်ဆိုင်လေးပဲဖြစ်ပါတယ်။သူကဖွင့်ထားတာတိတ်မကြသေးဘူးပေါ့နော်။ထမင်းဟင်းအဝါစာအုံမှာ25ချက်ပဲဆိုတော့ဘတ်ဂျက်သမားတွေအတွက်လည်းအဆင်ပြေပါရဲ့နော်။ဆိုင်တကားလေးကိုဖွင့်လိုက်ပြီးဆိုတာနဲ့တကယ်ကိုနှွေးထွေးတဲ့မြန်မာအငွေသက်တွေမြန်မာမှုလက်ရပစ္စည်းတွေမျိုးစုံနဲ့တိတ်ချအလှဆင်ထားတာကိုတွေ့ရပါတယ်။ ဆိုင်လေးကမြမထမင်းဟင်းကိုအသားဟင်းတစ်ပွဲပြီးလို့ရှိရင်အရန်ဟင်းနေဟင်းရီတောက်ရီပြီးလို့ရှိရင်ငပီးချက်တို့မဟုတ်ငပီးရီတိုးစရာအစုံထဲမှာအဝါစားကိုပေါ်တော့ဟင်းရံနဲ့ထမင်းရအဝါစားအဲ့ဒါကမှ25ချက်ပဲရှိပါတယ်မိပွင်းတို့ကဘဲသားဟင်းရဲ့ပြီးလို့ရှိရင်ချက်အဆက်ချက်ကဲမှားလိုက်တာပေါ့နော်ဒီမှာအရေးတောက်ဒီနေ့ကတော့ငပီးချက်ပေါ့နော်တိုးစရာတော့အမရောက်တာနဲ့ဆွဲလိုက်ပြီးဆိုတော့တိတ်ပြီးမကြမ်းတော့ဘူးပြီးတော့မိပွင်းတို့ extra အနေနဲ့ကစုံရွက်ကြော်လဲမှားတယ် နောက်တစ်ခုကမြေပွင့်အကြိုက်ဆုံးဖြစ်တဲ့ဆေးဘဲဥတုပ်ပေါ့နော်အဲ့ဒါကိုလည်းမြေပွင့်တော့ HR အနေနဲ့ထပ်မှာတယ်အချိုးပွဲအနေနဲ့ဆိုရင်မုလကောက်ကြောက်ကြောပြီးလို့ရှင်ထုံးမုံလည်းရတယ်ဒါကတော့ထုံးမုံနဲ့ကြောက်ကြောနဲ့ပေါ့နော်ပြီးရင်ဆိုင်က HR အနေနဲ့လည်းသူကကြံတကာလေးကိုလည်းဒါအချိုးအမီးအနေနဲ့ပေါ့နော်ကျွေးပါတယ်ရှင်အဲ့တော့မြန်မာအစားအစာနှစ်သက်တဲ့အမေထမင်းဝိုင်းလေးလိုမျိုးနွေထွေးစီမဲ့အဝါစားအုံမှာ25ကျပ်ပဲရှိတဲ့ဒီရွှေညာမြေးဆိုတဲ့ဆိုင်လေးကိုသွားစားကြဖို့အတွက်ကိုမြပွင့်ကအကြံဉာဏ်ပေးပါတယ်ရှင်။